စာတီဟောပြောပွဲကိုခွင့်ပြုနေတွေ့လို့တာကျွန်တော်တို့ကြောင်းပေါ်လဲတက်သွားတော့ဆရာတော်ဖရာရဲ့ဒီတော့ဘယ်လိုပြောမလဲဗျာနောက်ဆုံးယုတ်ကလက်တော်ပေါ့အဲ့ဒါကိုကျွန်တော်ခေါင်းတလားပေါ့တင်ထားတယ်ပေါ့အတွေ့တို့မွေးစားခဲ့တဲ့ခွင့်ပြုနေပြောတာပဲအဲ့ဒါကျွန်တော်မလှမကန်လှမ်းကြည့်တဲ့အခါကျတော့လေကားချင်းကြီးလေးမှာကိုစင်ဝင်းတရှုံရှုံနဲ့ငုံနေတယ်ဟာဟဲ့လူဘလို့ဖြစ်တာလဲတကယ်ငိုးနေတာဗျာကျွန်တော်ပြောက်လို့လဲချတာပေါ့ဗျာနော်ကျွန်တော်ကအကြောင်းမှမဟုတ်ဟဲ့ကိုစင်မင်းဘလို့ဖြစ်တာလဲခေါင်းဖုံးကိုခင်ဗျာတတိယလို့လား ပါဘူးဗျာကျွန်တော်ရှိစားဟောင်းကျွန်တော်ဒီတော့ဒီမြို့မှာရှိတယ်ဗျာလေဂျိုးပင်ကောက်မှာဟာခင်ဗျာဂျိုးပင်ကောက်တူလားလို့မဟုတ်ပါဘူးတဲ့ခုတော့ကျောင်းဆရာမောက်ဘွားနဲ့ ကြင်းစားယူပြီးတော့အသက်ကြီးလို့မဟုတ်ဘူးသူထွက်လိုက်တာပျော်ကြီးတယ်တကယ်ရှိတယ်သူကဟာခမဇလန်းနေပဲဗျာပွဲကင်းထဲမှာရှိနေပြတ်တာပဲနော်လို့ဒီညို့သူလားဂျိုးပင်ကောက်သူလားမဟုတ်ဘူးတဲ့မလမ်းမကမ်းမှာရှိနေရွာလေးတွေပါဂျိုးပင်ကောက်ကနောက်ဖက်ကဟိုကျွန်တော်တို့ဗါလဲဘခိုးရုံးမှာတောင်ချင်မှာရှိတဲ့ရွာလေးတွေပါရွာနေမင်းလေးကလှလိုက်တာရွှေပန်းတော်တဲ့ကိုစင်ဝင်းရဲ့ရွာနေမင်းရွှေပန်းတော်ဒီပြောပါအောင်လို့အဲ့ဒီမှာတဲ့ကျွန်တော်သူနေချစ်သူဖြစ်ပြီးတော့မှာတဲ့ကျွန်တော်လည်းရန်ကုန်တက်သူသွားတက်ပါတက်နေကွဲကွာသွားကြတာဗျာတဲ့ တော့သူဒီဘွဲကင်းမှာရှိတယ်ပြောနေတယ်တဲ့ပြိုကြီးပဲဗျာတဲ့သူနဲ့ပတ်သက်ပြီးကျွန်တော်စိတ်မကောင်းလို့မြင်ကြတာတဲ့သူဟုတ်တဲ့ပုံရေးဦးမယ်လို့ပြောတယ်ချစ်တယ်ကိုစွန့်ခွာခဲ့ရတယ်ဝတ္ထုကောင်းစင်ဘယ်လိုပြထားလဲရွှေဘန်းတော်မှာထားခဲ့ပြီဟာခင်ဗျားလေ